မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ဂျေဇုရုနှင့်ညီသက်ချင်းကောင်းကြီးမင်္ဂလာ။ယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ဘောသူတက်ရောက်ပါစေ။ဖျားရှင်ရဲ့ဂျေဇုရုကိုချီးမွမ်းပါရစေ။ဂျေရုဂျေဇုရုကြောင့်2025ခုနှစ်ဂျွန်လ10ရက်နေ့တို့ရောက်ရှိလာပါပြီ။ပို့ဆောင်တော်မူသောဖျားရှင်ကိုဂျေဇုတင်ပါရစေ။နေ့ရက်စဉ်တိုင်းချစ်ရှိခွန်အားယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖျားရှင်ကောင်းကြီးပေးပါစေ။ဆုတောင်းကြပါစို့။အဖဖျားဂျေဇုတင်တဲ့ နှစ်ခုဘတ်တော်အဖြစ်တိဆောက်เสียဖြစ်စီပါအခုကျွန်တော်ပြောခြင်းထက်ကိုတော့ပြောခြင်းသာဖြစ်စီပါတခေယေရှုနာမအဖြစ်ဆုတောင်းမြတ်ဝေငှပါရဖျာအာမင်ဖြတ်ရှင်ရဲ့ခြေစော်ကိုချီးမွမ်းပါတယ်ကျွန်တော်တို့ဒီကနေ့ခေါင်းစဉ်တစ်ခုနားထောင်နေတယ်အဲ့ဒီခေါင်းစဉ်ရဲ့နောက်ဆုံးချက်ကိုကျွန်တော်ဒီကနေ့နားထောင်မှာဖြစ်တယ်လိလာနေတဲ့နားထောင်နေတဲ့ခေါင်းစဉ်ကတော့ဓမ္မသစ္စာမှာတွေ့ရတဲ့ယုံကြည်သူပူဇော်ရမယ့်ရက်၅မျိုးဖြစ်တယ်အဲ့တော့ဓမ္မသစ္စာနဲ့မှာ ယုံကြည်သူတယောက်ဟာပူဇော်ရမယ့်ရက်၅မျိုးကိုအတိအကျဖော်ပြထားတယ်။တမောင်းကျန်းလုံးကတော့အပြစ်လွတ်မြောက်ဖို့အတွက်သိုးတွေကိုတတ်ပြီးပူဇော်ရတယ်၊ဂျိုးခိုးစသဖြင့်အသွေးသွန်ပြီးပူဇော်ရတယ်။ဒါပေမဲ့ဖလိတ်ဆန်သူရဲ့တနည်းပဲပြတ်လွတ်တယ်။အဲဒုတော်ညာလေသခင်ရှုခရစ်တော်ကကျွန်တော်တို့ကားတိုင်းမှာအသေးခံပြီးအသွေးသွန်အသက်ပေးပြီးတော့ကျွန်တော်တို့ကိုကယ်တင်ခြင်းပေးခဲ့တာဖြစ်တယ်။ အဲ့တော့ကေတင်ရှင်ကိုရတဲ့ကျော်ဂျမဟာကေတင်ချင်းစိတ်ချမှုရတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ကအသွေးသွင်းပြီးပူဇော်ဖို့မလိုတော့ဘူး။ဘာကြောင့်လဲ။တခီရှုရဲ့အသွေးတော်အထာရကာလအပြည့်လွမြောက်ခြင်းရသွားတယ်။ဤဒီကထောက်ပြရဲ့နှုတ်ကပတ်တော်စကားကြီးဖြစ်တယ်။အဲ့တော့တခီရှုအသွေးတော်အဖြစ်အပြည့်လွမြောက်ခြင်းရတဲ့သူကစိတ်တလို့အသက်ရှင်လို့မရဘူး။သူပူဇော်ရမယ့်ရင်နာမျိုးကိုဆက်လုပ်ရအောင်မှဖြစ်တယ်။အဲ့ဒီပူဇော်ရမယ့်ရင်နာမျိုးကနံပါတ်1ပထမဆုံးရစ်ကတော့ဂျေဇုပြုတဲ့ရစ် ဟိဘေယောရစခန်းကြီး73ငယ်76သူတော်ဘာကိုကျွန်တော်ဂျေဇုပြုတယ်ရစ်ပူဇော်မမုံကန်လုံးငါးနှကောင်ပေးတဲ့ခလေးကတကယ်ရှုဂျေဇုပြုတယ်မုံကန်လုံးငါးနှကောင်ပေးပြီးသူဂျေဇုပြုတယ်ရှစ်ဖရော့ပုအာဆိုတဲ့အမျိုးမျိုးတွေဝန်ဆွေမာတွေကဟိဘေယောမျိုးမျိုးတွေကိုဂျေဇုပြုတာဖာရောကတော့တတ်ခိုင်းတယ်ဝန်ဆွေမာတွေကိုပိုက်ထဲကမွေးတာနဲ့တတ်ပြစ်ဒါပေမဲ့ဒီမျိုးမျိုးတွေကမတတ်ပဲဂျေဇုပြုတယ်အဲ့ဒီဂျေဇုပြုတာကိုဘုရားကြိုက်တယ်ဒါကြောင့်အများကြီးဖော်ပြခဲ့ပြီနံပါတ်1ဒုတိယရစ်ကတော့ ယုံကြည်ခြင်းရဲ့ဖိလိပ္ပိဩရစာခန်းကြီး2အငယ်16မှာကျောင်းကျမယုံကြည်ခြင်းရဲ့ကိုတင်လူပူဇော်ကယုံကြည်သူဆိုပြီးတော့တန်တရားနဲ့အသက်ရှင်လို့မရအောင်ယုံကြည်ခြင်းရဲ့ကိုပူဇော်တော်သူဖြစ်နံပါတ်3တတိယတစ်ချက်ကတော့စက္ကအာဏံခြင်းရဲ့နားလည်အောင်ပြောရင်တော့ဘုရားသခင်နှစ်သက်တဲ့အသက်တာနဲ့ acceptable unto god ဘုရားသခင်နှစ်သက်တဲ့အသက်တာကိုပူဇော်ကိုစိတ်ကြိုက်ကိုအတူကြီးခေါ်ကိုအယူဆနဲ့ ပြောဆိုနေထိုင်သွားလာလို့မရဘူး။ဘုရားခင်နှစ်သက်တဲ့ရစ်ကိုပူဇော်အောင်။ယောမရစကန်ကြီးဆက်နဲ့အငယ်တက်ကိုဖိုင်တွေ့ရမယ်။ဒါဘုရားခင်နှစ်သက်တဲ့ရစ်ကိုပူဇော်အောင်တတိယချက်။နောက်နံပါတ်၄ရောဘာလဲဆိုတော့ချီးမွမ်းခြင်းရစ်ကိုပူဇော်အောင်။ဟေဘရုစကန်ကြီး7:15ကိုဖိုင်တွေ့ရမယ်။ပေါလုသီလမပြေတဲ့အစင်မပြေတဲ့ကြားမှာချီးမွမ်းတဲ့အခါပြေလေခြင်းနဲ့အံ့ဩဖို့သူတွေ့ရတယ်။တောင်းကိနေယုံကြည်သူကနံပါတ်၄ချီးမွမ်းခြင်းရစ်ကိုပူဇော်အောင်။ဒီကနေ့နံပါတ်၅ ောက်ဆုံးတစ်ခုကတော့ဘာလဲဆိုတော့ဥစ္စာဝင်မြခြင်းရစ်ကိုပူဇော်ရဟိဗြဲရစာခန်းကြီး73နဲ့76မှာဒီလိုရေးထားတယ်ကျွန်တော်နည်းလေးဖတ်ပြခြင်း ਨੇ ဟိဗြဲရစာခန်းကြီး73အနေ76ကိုကျွန်တော်နည်းလေးဖတ်ပြခြင်း ਨੇ ဥစ္စာဝင်မြခြင်းအမှုကိုမမေ့လျော့နဲ့ထိုသို့သောရစ်ကိုဖျားခံသည်အာရနှစ်သက်တော်မူ၏အာမင်ဟိဗြဲရစာခန်းကြီး73နဲ့76အကျဉ်းရဲမှာဒီဥစ္စာဝင်မြခြင်းကိုဖျားခံတာနှစ်သက်တယ် အဲ့ဒီတမန်တော်တွေလက်ထက်မှာကျတမန်တော်တို့ခန်းကြီးလေးအနည်း32က35ကိုဖတ်ရင်တမန်တော်တွေကသူတို့လက်ထက်မှာယုံကြည်သူတွေကသူတို့ရရှိတဲ့အရာတွေကိုတမန်တော်တွေရှေ့မှာလာချတယ်ဘသူသားတွေဘသူနဲတွေဆိုမရှိအလုံးညီမျှတယ်အိမ်တိုင်းမှာပစ္စည်းတစ်ခုရှိအိမ်တိုင်းမှာရလူတယောက်မှာပစ္စည်းတစ်ခုရရင်အလုံးမှာရပိုလဲမရဘူးညော့လဲမရဘူးအတူတူပဲ same same ပဲ ဥစ္စာဝင်မြအဲ့ဒီအရာအတော်ထူးကြတယ်တောက်ဒီတမန်တော်တွေလက်ထက်မှာသူရတဲ့အရာအလုံးတမန်တော်တွေရှိမှလာပြီးတော့ယုံကြည်သူတွေကပြီးတဲ့ကတမန်တော်တွေကခွဲဝေပြီးတယ်ဒီကြတဲ့အရာတွေသူတို့ကိုကျိုးတော်လည်းမသုံးဘူးအားလုံးကိုအညီမျှခွဲဝေပြီးတယ်သာသနာတော်အသုံးပြုတယ်ဘလောက်အောင်စရာကောင်းဥစ္စာဝေမျှခြင်းအဲ့ထဲမှာတော့အဲ့တမန်တော်တွေလက်ထက်တော့အာနန္ဒိနဲ့ရှဖိရေဆိုတဲ့လင်မယားနှစ်ယောက်တမန်တော်တို့ခန်းကြီး9တက်ကနေ17ထိဖိုင်တွေ့ရမယ် တို့ရောင်းရတဲ့မြေကြီးရဲ့တဖို့တို့ကထိန်ဝတ်ထားပြီးကြံတဲ့အရာပဲလာပြီးတဲ့အခါပေတရုကမေးတယ်ဒါအကုန်မဲလားဆိုတော့ယောက်ျားလုပ်တဲ့အာနန္ဒီကအကုန်မဲဆိုလိန်တဲ့အခါလဲသေးတယ်။သူယောက်ျားဇာမနာသွားချတော့သူမိမရှဖိရမသိပဲနောက်နိုင်ရင်နေငယ်ကြာဝင်လာတော့ပေတရုကမေးတယ်မင်းယောက်ျားကလာပြောတယ်ဒါအကုန်မဲလားဆိုတော့ဟုတ်တယ်အကုန်မဲအင်းယောက်ျားကိုအကျိုးတဲ့သူတွေရဲ့ခြေသံတကားဘဝမှာပဲရှိတယ်။သူလည်းပြစ်လဲပြီးသေးတယ် ပြောချင်တာဒီတတ်မှတ်တဲ့စိတ်တွေကနောက်ဆုံးပါပဲစီရင်ခြင်းခံတာကျောင်းဒီကနေ့ကျွန်တော်တို့ဘုရားတခင်ကပေးထားတာသူတို့ဘာကိုဘာလဲ sharing လုပ်ဖို့ပေးကမ်းတတ်ဖို့တော့ကျွန်တော်တွေမှာဒီဥစ္စာဝေမျှတဲ့သူတွေဖြတ်ရှံကောင်းချီးပေးတယ်ဟုတ်ပါဆိုတော့သူချက်စားတယ်မှာเนาะကျွန်တော်အားလုံးသိတယ်ရက်ခတ်ဆိုရင်ตุ๋เองโหเนาะดิตะโชเนี่ยกูตัวเวี่ยญหญ่ไล่ขณะนี้เว้ยเฉิงปี้ๆตัวเวี่ยญหญ่ไล่ တော့ဒီချိန်ကောမျိုးကြီးပြိုတဲ့အချိန်မှာသူ့အိမ်မပြိုနောက်ပေတရုဆိုသူ့လေကိုသခင်ရှုခဏလေးဝင်မြ။သခင်ရှုလေပေါ်မှာခဏမတ်တရပြီတရားဟောတယ်။စကားတော့ပြတ်တဲ့ခါရေနဲ့ရရွှေဆိုတော့အဲ့ဂါလိလဲအိုင်ဂီနေတရအိုင်တအိုင်လုံးကငါပေတရုပိုက်တွေဝင်သွားတယ်။အနားလိုက်အောင်ပြောတော့ဖယားကိုဝင်မြတ်တက်တဲ့အသက်တာသူတို့ဘဝင်မြတ်တက်တဲ့အသက်တာမှာကို့အတွက်ဘုရားသို့သူပြန်ပြီးတယ်ဆိုတော့သူတွေ့ရတယ်။ နောက်မြဲပိုင်ရှင်ကြီးသခင်ရှုမြဲကလေးပြေးလိုက်ဒါပေမဲ့သူ့အကြောင်းကိုယနေ့ထိပြောရအရိမတ်တဲ့မြို့သားယောသသခင်ရှုတင်းချိုင်းပြေးတာအဲ့ဒီတင်းချိုင်းဟာအံ့ဩပွေထမြောက်တဲ့တင်းချိုင်းဖြစ်တာတောင်ကောမှာတင်းချိုင်းနေထဲမှာသုံးရမြောင်းနေထမြောက်တဲ့တင်းချိုင်းဟာသခင်ရှုခရစ်တော်ရဲ့တင်းချိုင်းဖြစ်တယ်အဲ့ဒါဘသူကပြေးကအရိမတ်တဲ့မြို့သားယောသတောင်ဒီကနေ့ကျွန်တော်ဝီမြတ်တက်တဲ့အသက်တာ sharing လုပ်တာ တောင်ဒီကနေ့ကျွန်တော်ရယူတော်သူထက်ပီကံပြီးဝေမျှတတ်တော်သူဖြစ်ဖို့အဲဒီရစ်ကိုပူဇော်ဖို့ဖရားကမျက်တက်တယ်။တောင်သမချာစာထဲမှာဝီမျှတတ်တဲ့သူတွေရဲ့အသက်တာမှာလေကောင်းကြီးတွေခံစားရတယ်။တောင်မှာရှောလူဆိုရရှင်မင်းကသူရဖို့သူ့တော်သူ့တော်သူ့တော်ပဲစဉ်းစားရခါသူ့မှာထင်ရှားတဲ့သား၄ယောက်ရှိတယ်၄ယောက်လုံးသိရတယ်။ထင်ရှားတဲ့သမီး၂ယောက်ရှိတယ်သမီး၂ယောက်လုံးရဲ့အိမ်တော်တွေပြိုကွဲရတယ်ဒုက္ခတွေရောက်တယ်။ဘာကြောင့်လဲကို့အတွက်ပဲစဉ်းစားတယ် တောင်ဒီနေ့ယုံကြည်သူပူဇော်မယ့်ရက်၅မျိုးမှာ နောက်ဆုံးရက်ကဥ္စာဝေမျှတစ်ချက်ကျွန်တော်ရဲ့အချိန်ကျွန်တော်ရဲ့ခန္ဓာစိတ်ဝိညာဉ်ဖျားတော့ပေးတစ်ချက်သူတစ်ပါးကိုအငယ်ဆုံးသောသူကိုနော်မေတ္တာပြခြင်းဝေမျှတဲ့အဲဒီပုံမှာဖျားအကောင်းကြီးဖြစ်စေအကြောင်းဒီကနေ့ဝေမျှတတ်တဲ့အသက်တာနဲ့အသက်ရှင်သောသူများဖြစ်ပါစေလို့အားပေးရင်နောက်ဆုံးဖြစ်ပျက်တစ်ခုပြောပြီးနေကုန်ချုပ်ခြင်းနဲ့ Dennis တမားတယောက်ရှိတယ်ကျွန်တော်အားလုံးသိတယ်အာသာအရှင် ဒီပုဂ္ဂိုလ်ကလူမဲတဦးဖြစ်တယ်သူကဒီ African အနွယ်ကလာတယ်လို့ပြောရင်မမှားဘူး1985မှာ Sweden နိုင်ငံမှာဒီ tennis ပြိုင်ပွဲကိုအကြီးကျယ်လုပ်တဲ့အခါမှာသူ့ကိုလူတွေပြစ်သက်တယ်မျိုးမျိုးလှောင်ပြောင်ကဲ့ရဲ့ပြစ်တင်နောက်ဆုံးသူကအဲ့ tennis ကြိုင်နေတဲ့နောက်ဆုံးအဲ့ကစားပွဲကနေသူထွက်ကိုထွက်သွားလိုက်ရတယ်။ဘာမျိုးမျိုးပြစ်တင်လျောင်ပြောင်မှုတွေလို့ ဒါပေမဲ့သူဘာမှမပြောအေးစိတ်ကသူထွက်ခွာပြီးတော့တယ်တင်းသူရဲ့တပည့်တွေကသူကတင်းနစ်တင်းတဲ့ခါမှာအမားကင်းအောင်ရိုက်သူတို့ကအပြစ်တင်မှုကင်းအောင်သက်ရှင်သူမြင့်မှာနောက်ဆုံးမှသူတက်ချရတဲ့ဇနီးတော်လောင်းပေါ့နော်ဂျင်းနေနဲ့သူလက်ထက်တဲ့ခါသူလက်ထပ်ပွဲကိုလူတွေကိုဖိတ်ခဲ့တာလူပေါင်းများစွာသူ့တက်ရောက်ချင်းမြင်ပြီသူ့လောင်ပြောင်ခဲ့တဲ့သူတွေကသူ့ပြန်တောင်းမှာအာသောတဲ့မင်းအသက်တာမှာ မင်းရဲ့သီးခံခြင်းမင်းရဲ့မေတ္တာငါတို့ကိုပေးခြင်းကငါတို့ရှုံးနေမနိုင်နဲ့နောက်ဆုံးအတာအရှိရအဲ့ဒီသီးခံခြင်းစိတ်ရှိကြသူနိုင်ခြင်းခွင့်ရမယ်ဒီကနေ့လောကမှာလူတွေကမလျှော့ဘူးနော်ဘယ်အရာမှမလျှော့အမျိုးမျိုးတင်းမာမှုတွေကပြတ်ထွက်တယ်အကုန်ပြတ်ထွက်ကုန်ဒါပေမဲ့အတာအရှိရလေနှိမ်ချတယ်သီးခံတယ် သူ့မျိုးမျိုးလောင်ပြောင်တဲ့သူသူဘာမှမတုံ့ပြောင်အဲ့ပွဲကနေထွက်ပြေးသွားတယ်အဲ့လောင်ပြောင်တဲ့သူတွေကသူ့မင်္ဂလာပွဲကိုတက်ရောက်ပြီးလာဦးညောင်းတော်တို့ရှုံးနေမင်းနိုင်နေတကယ်ချစ်တော်ညီကိုမမလောကကြီးမှာတီးခံတတ်တဲ့အတ္တတာသူတစ်ပါးကိုမျှဝေတတ်တဲ့သူရဲ့အတ္တတာမှာဖယားသားမီးရဲ့တတာပေါ်လာတာဖြစ်တယ်။တောင်ဖယားသားမီးဆိုတာကတီးခံခြင်းမျှဝေတတ်ခြင်းမေတ္တာနဲ့လှုပ်ဆောင်ခြင်းပေါ်မှာသူဖယားရဲ့ကောင်းမြတ်ခြင်းကိုသူက မြင်ရတာဖြစ်တယ်။တောင်ချုံညီမရဲ့တက်တာမှာဥစ္စာဝေမျှသောရင့်နဲ့အတူဖယားတကယ်နဲ့တက်သောရင့်များကိုအစဉ်ပူဇော်တော်သူများဖြစ်ပါစေလို့အားပေးခြင်းဒီကုန်းချုပ်လို့လေကျမ်းစာတွေရောက်ချင်းစီတိုင်းဖြတ်ရှင်ကောင်းချီးပေးပါစေ။ကျော်ကျော်ညာဇာကတော့ဒီကနေ့ညချင်းမိုင်စံတော်ချိန်ည6ခွဲနဲ့7နာရီခွဲတွဲမှာကျွန်တော်တို့ဒီ Grace Church ပေါ့နော်ချင်းမိုင် Grace Church Sarah Steven D Church မှာကျွန်တော်နောက်ဘက်တော်ဝင်ခါမှာဖြစ်တယ်ချင်းမိုင်မှာရှိတဲ့ညီကောင်မောင်အားလုံးမျိုးထွေးစွာကျေးဇူးတွေ အားလုံးကိုကျွန်တော်ခေါ်ဖိတ်သလိုနတ်ဖန်ကတော့ကျွန်တော်ဒီကနေပြန်လည်ထွက်ခွာမှာဖြစ်သလိုကျွန်တော်နတ်ဖန်ညနေ live service တင်ရရနာမှာဖြစ်ပြီးကျတဲ့ green မြန်မာစံတော်ချိန်ညနေ3:00နာရီခွဲမှာကျွန်တော်ပြန်လည်တွေ့ဆုံမှာဖြစ်ပါတယ်ကျေးဇူးခွန်ယူတဲ့တမပရိသတ်များအစင်းင်းဆုတောင်းပေးတော်သူများမှာဆအားလုံးကိုဖြတ်ရှက်ကောင်းချီးပေးပါစီဆုတောင်းကြပါစို့ခမီးတော်သားတော်သရှင်တော်ဝင်းတော်သုံးပါးတစုဖျားထံတော်ပါမှကောင်းချီးဖြတ်ပြသည်ဒီတော့အားလုံးပေါ်သောကောင်မြန်မာပြည်နဲ့ကဘာကြီးပေါ်သောကောင် ီဂရီမွနီချောက်တဲ့ဆမဒေါကီဂျာမူးနဲ့တကွမိသားစုများဆမယန္နာမဆတစ်ဖြစ်မနီကမွနီချောက်တဲ့ဆဆမျက်နေနဲ့မိသားစုများဒီဂရီမွနီရှင်တီတီပေါ်သူ၎င်းမင်္ဂလာနှစ်ပတ်လည်ချောက်တော်သူတီတီပေါ်သူ၎င်းဘုံတော်ဝင်စားတဲ့သူတွေရဲ့ချက်ရှိတဲ့မိသားစုတွေပေါ်သူ၎င်းနှစ်သိမ့်မှုရရှိသလိုအမေရိကန်နိုင်ငံမှာဖြစ်ပေါ်နေတဲ့မျိုးစုံသောခက်ခဲတွေတဲကနေငြိမ်းချမ်းသာယာခြင်းကျုပ်တိုင်းပြည်မြန်မာပြည်မှာစစ်ပွဲတွေရပ်တန့်ခြင်း ရေကြီးရေရှမ်းမှုတွေရော့ကြခြင်းတဘာဝဗိဒါဖောက်ပြန်မှုတွေဖေရှားခြင်းစစ်ပွဲတွေရက်တန့်ခြင်းဖခင်ရဲ့လက်တော်ကွဲကစောင့်မခြင်းတို့သည်မြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့၎င်းဒီကနေ့ကြည့်ရှုနေတဲ့ online ပရိသတ်များကဘာကြီးပေါ်တို့ယနေ့မှစကာလဆင်းမြဲကောင်းချီးပြပြတက်ရောက်တည်ရှိတည်နေပါစေတော့အာမင်ဂျေဇုတမရကြည့်ရှုသူအားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေငြိမ်သက်ခြင်းရှိပါစေ God bless you all ကျောက်ပြန်လေးတွေ့ဆုံကြပါစို့